ထိုင်းဆယ်လီမလီဒေါက်တာဖိနဲ့ကျော်စာဝင်းတို့ရဲ့ရေခုံစရာရှစ်ဆက်လန်းလေးကတော့မြန်မာနဲ့ထိုင်းပြည်သက်တွေကြမှာရေပန်းစားနေတဲ့အကြောင်းအရာခုဖြစ်လို့နေပါပြီ။အစားလောကနဲ့ဖြဖြေးလောကကလူနှူးရဲ့စုံစမ်းမှုဟာအစကတည်းကစိတ်ဝင်စားစရာကောင်းခဲ့ပြီးသူတို့ရဲ့ဆက်ဆံရေးတိုးတက်လာပုံကလည်းပြည်သက်တွေကိုအမြဲတမ်းရင်ခုန်စောင့်ကြည့်နေစေခဲ့ပါတယ်။အစပိုင်းသတင်းတွေအရဆိုရင်ထိုင်းဆယ်လီမလီရှစ်ဆက်ကောင်းတဲ့ဒေါက်တာဖိနဲ့မြမကုံဆောင်လက်ဝဲသမားကျော်စာဝင်းကို လာမဲ့ပွဲအနိုင်ရမှအဖြစ်ပြိမယ်လို့စင်ခေါ်ထားရလို့သတင်းတွေထွက်ပေါ်ခဲ့မှုပါတယ်ဒီလိုမျိုးစင်ခေါ်မှုဟာကြော်စားဝင်းအတွက်အခစားသမဘဝမှာပုံမူကြိုးစားအထောက်ချင်စိတ်နှင့်တင်ပေးလိုက်လို့ဖြစ်ခဲ့ပြီးပြည်သက်တွေကလည်းသူ့ရဲ့အခစားအောင်မြင်မှုအပြင်အခြေအောင်မြင်မှုအတွက်ပါဆရာထက်တန်စွာနဲ့ဆုတောင်းပေးခဲ့ကြတာကိုတွေ့ရပါတယ်ဒါပေမဲ့ခုနောက်ပိုင်းမှာတော့ဒေါက်တာဖင်းရဲ့လူမှုကွန်ရက်လှုပ်ရှားမှုတွေဟာသူတို့နှစ်ဦးကြားကဆက်ဆံရေးဟာအဖြစ်ပေးပြီးသားအခြေအနေတစ်ချက်ကို ပုံမနှက်ဆိုင်နေပြီလားလို့တွေးထင်စရာကောင်းအောင်ဖော်ပြနေတာပဲဖြစ်ပါတယ်။ဒေါက်တာဖင်းကသူမရဲ့ဆိုရှယ်မီဒီယာအကောင့်တွေပေါ်ကနေစောစာဝင်းကိုရှင်းညွှန်းတဲ့မတိတိတိ post တွေကိုမကြာခဏတင်လေးရှိပါတယ်။ဒီ post တွေဟာပရိသတ်တွေကိုအမြဲတမ်းပြုံးပြုံးရွှင်ရွှင်ဖြစ်စေပြီးတွတ်တွတ်ဥရဲ့ဆက်ဆံရေးအခြေအနေကိုလည်းခက်မှန်စေခဲ့ပါတယ်။ဥပမာအဖြစ်ကြော်ဆိုတာမြန်မာလိုပါဒိဗေရလေလို့ဖွင့်ဝင်လင်းလင်းမေကွန်းထုတ်ခဲ့တာဟာစောစာဝင်းကိုတိုက်ရိုက်ရှင်းညွှန်းနေတာဖြစ်ပြီး ပြည်သက်တွေကြမှာဟာသဖြစ်เสียအကြောင်းအရာစုလည်းဖြစ်ခဲ့ပါတယ်။ဒါအပြင်ချစ်တယ်ဆိုပြီးမြန်မာလူရေးသားဖော်ပြခဲ့တာဒါမှမဟုတ်ဗမာကောင်လေးတိုင်းကအဆက်ကြီးသလားဆိုတဲ့စာသားမျိုးနဲ့ကျော်စာဝင်းရဲ့လူအေးအဆက်ကြောက်ကြီးတဲ့ပုံစံလေးကိုစောင်းမြောင်းပြီးချစ်စနိုးညင်ညွန်းခဲ့တာတွေဟာဒေါက်တာဖင်းတယောက်ကျော်စာဝင်းအဖို့ဘလောက်တောင်စိတ်ဝင်စားနေလဲသူ့ချစ်ကိုဘယ်လိုမျိုးဖော်ပြနေလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သာစေခဲ့ပါတယ်။ဒီလိုမျိုးလှုပ်ရှားမှုတွေကပဲပြည်သက်တွေစိတ်ထဲမှာတို့တို့နှစ်ဦး ရှိစားတွေဖြစ်သွားကြပြီဆိုတာကိုအခိုင်အမာယူဆစေခဲ့ပါတယ်။သူတို့ရဲ့ဆက်ဆံရေးအခိုင်အမာလာပြီဆိုတာကိုပို့ပြီးထင်ရှားစေတဲ့အရာတွေကတော့သူတို့နှစ်ဦးအတူသွားလာလှုပ်ရှားခဲ့ကြတဲ့အဖြစ်ပြက်တွေပါပဲ။အထူးသဖြင့်ကျော်စာဝင်းရဲ့ဆရာလက်ဖြစ်အကိုလိုလက်ချစ်ခင်ရတဲ့နမဲကြီးကစားသမားနခရော့နဲ့ပွဲကိုသူတို့နှစ်ဦးသားတပူပူတတွဲတွဲတွားရောက်အပိတ်ခဲ့ကြတာကိုမြင်တွေ့ခဲ့ရပါတယ်။အကစားသမားတယောက်အတွက်အရေးကြီးတဲ့ပွဲစဉ်တစ်ခုမှာချစ်ရသူနဲ့အတူအပိတ်ဖို့ရောက်ရှိလာတာဟာသူတို့ရဲ့ဆက်ဆံရေးဟာ professional စိတ်ထက်ကြော်လုံပြီးပုဂ္ဂိုလ်ရေးအရာနိစ္စမှုရှိနေပြီဆိုတာကိုဖော်ပြနေပါတယ်။ဒါအပြင်ဒေါက်တာဖင်းလေးဟာမြန်မာဝတ်စုံចောင်းဆရာမဝတ်စုံလေးဝတ်ဆင်ပြီးမင်းကိုအချစ်အကြောင်းနဲ့တင်မေးချင်တယ်လို့ရေးတင်ခဲ့တဲ့ post ကလည်းပြည်သက်တွေအချစ်ရဆုံးဖြစ်စေခဲ့ပါတယ်။ဒီ post မှာပြည်သက်တွေကကျော်စာဝင်းကိုတင်မေးလိုက်ပါလို့ comment တွေပေးခဲ့ကြတဲ့အချိန်မှာဒေါက်တာဖင်းကအသေးပုံ reaction လေးလာပေးခဲ့တာဟာသူမရဲ့စိတ်ထဲမှာကျော်စာဝင်းကိုဘလောက်တောင်ထားရှိလဲဆိုတာကိုပြသလိုက်တာပဲဖြစ်ပါတယ်။ ဒီလိုမျိုးချစ်ဆရာကောင်းတဲ့ပြုမှုတွေကြောင့်ပိတ်သက်တွေကလည်းထိုင်းမလေးကတော့တော်တော်လေးဖြစ်နေပြီလူအေးကြီးကျော်စာဝင်းကတော့ထိုင်းမလေးရဲ့အလှမှာမျောသွားချပြီလို့ချစ်စနိုးဝေဖန်ပြောဆိုနေကြပါတယ်သူတို့ရဲ့ချစ်ဆက်လန်းကိုအဆုံးသက်အတီးပြုလိုက်သူလို့ဖြစ်စေခဲ့တဲ့တက်တလော့အဖြစ်ပြက်ကတော့ဒေါက်တာဖင်းကိုတိုင်ကျော်စာဝင်းရဲ့ပုံတူခဲပြည့်လေးကိုအားဆိုင်ထုတ်ပြီးဆွဲတာသူမရဲ့အကောင့်မှာခုံယူစွာနဲ့တင်လိုက်တာပဲဖြစ်ပါတယ်ကိုချစ်ရသူရဲ့ပုံတူကိုအချိန်ပေးပြီးဖန်တီးပေးတယ်ဆိုတာ ရရွခင်မင်မှုထက်ကျော်လွန်တဲ့ချစ်ချင်းမေတ္တာကိုပြသရာရောက်ပါတယ်ဒီပုံလေးကိုမြင်ပြီးတဲ့အခါပရိသတ်တွေကသူမခမရကျော်စာဝင်းကိုတော်တော်လေးချစ်ချရာပဲလို့သဘောကျပြီးအဘိစကားတွေပြောဆိုခဲ့ကြပါတယ်အမှန်ဆိုရရင်ကျော်စာဝင်းအတွက်ထိုင်းနိုင်ငံကိုရောက်ရှိလာပြီးတဲ့နောက်ပိုင်းအောင်မြင်မှုတွေဟာတစ်ခုခုတန်းစီနေခဲ့တာဖြစ်ပါတယ်ပထမဆုံးအနေနဲ့နမကြီးဖက်တက်ဂျင်းနဲ့စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်အဲ့ဒီနောက်မှာကဘာကျော်ဝမ်ချမရရှိပြန်ဝဲကြီးမှာစာချုပ်ကြီးရရှိခဲ့တဲ့အပြင် ခုဆိုရင်ချစ်စရာကောင်းပြီးရေချင်းရှိတဲ့ထိုင်းစိတ်လေးမလေးစီကအချစ်ရဲ့အဖြစ်ပါရရှိခဲ့ပြီးဖြစ်ပြီလို့ကျော်စာဝင်းအထွက်ကတော့အကစားပညာရေးနဲ့အချစ်ရဲ့သုံးခုစလုံးမှာကံကောင်းခြင်းတွေပြိုရနေပြီလို့ပြောရမှာပါပိတ်သက်တွေကလည်းဒီချစ်စရာကောင်းတဲ့တွဲလေးကိုပျော်ရွှင်တဲ့အချစ်ဆက်သိမ်းလေးနဲ့အတူဆက်လက်မြင်တွေ့ခွင့်ရဖို့ရှင်ခုံစွာနဲ့စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်